မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ9ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မန္တလေးမြို့ဒရအုပ်အပြည်ပြည်ဆိုင်ရာ၄စိတ်မှာမနေ့ကညနေပိုင်းမှာမန္တလေးကနေပြီးတော့ရန်ကုန်ကိုပြန်တမ်းမဲ့မြန်မာအမျိုးသား၄ချောင်းလိုင်း MNA ခရီးတဲ့တင် UB812 လေးရန်တစည်းဟာပြည်လမ်းပေါ်မှာမိလောင်ကျွမ်းမှုဖြစ်ပွားခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အဲ့ဒီလေရင်ဟာကြီးတဲ့များတင်ဆောင်ပြီးတော့ပြန်တမ်းဖို့ကြိုးစားနေတဲ့အချိန်မှာလေရင်ဘော်ကနေပြီးတော့ညှော်နှံများရလာတဲ့အတော့ပြန်တမ်းမှုကိုရက်ဆိုင်ထားပြီးတော့ပြီးလောင်မှုကိုထိန်းချုပ်ကနှိမ့်တက်ခဲ့ရတယ်လို့သိရပါတယ်လေရင်ကိုပြန်လှည့်ပြီးတော့အချိန်ပြန်ယူပြီးတော့တက်ပါတယ်ဘိန်းတန်ကမညက်တော့ဘူးတန်ရန်တန်တွေထွက်လာတယ်ကက်ပတန်ကလည်းဖြည်းဖြည်းချင်းပြန်ထိန်းပြီးတော့လေရင်ကိုရက်လိုက်ပါတယ်ဘိန်းပေါက်ပြီလို့ပြောတယ် လေရင်ဘေးပေါက်တာကိုဘာ announcement မှမလုပ်ပါဘူးဆက်ချုပ်ရင်းနေတယ်စစ်ဆင်းနေတယ်ကြီးပဲပြောပြီးတော့15မိနစ်လောက်ခီးတဲ့တွေကိုထိုင်ရာကနေမထားခိုင်းဘူးစောင့်နေရင်းနဲ့ညှော်နေတွေကထွက်လာပြီးတော့ဘာတကားမှမဖွင့်ပေးပါဘူး ခီးတယ်တွေကိုညှော်နှံခံခိုင်းတာတွေအဲ့ဒီအချိန်မှာခီးတယ်တွေကငိုသူငိုအော်သူအော်နဲ့ open the door ဆိုပြီးတော့နိုင်ငံသားတွေကအော်တန်နေနဲ့ရောက်ရခတ်ကုန်နေလေရင်ရဲ့နောက်ဘက်ကနေပြီးတော့မီးလောင်နေတယ်ဆိုတဲ့အတန်နေနဲ့အတူရှေ့ဘက်ကိုထွက်လာကြတော့ပိုဆိုးကိုရောလို့လေရင်ပေါ်မှာလိုက်ပါလာတဲ့ဒူတူကပြန်လဲပြပြထားပါတယ်နောက်10မိနစ်လောက်ကြတော့ကက်ပတိန်ကိုတိုင်ကဘေးပေါက်နေလို့မီးလောင်သွားပါတယ်မီးလည်းငြိမ်းပြီးသွားပါပြီဆေးဖြစ်ပါပြီလို့ပြောတော့မှဆဲဆိုတန်းတွေကပိုဆိုးကုန်ရော တရုတ်တန်တွေရောဘူတန်တွေရောမြန်မာတန်တွေရောနဲ့လေရင်ထဲမှာပြုတ်ကျညက်ပြီးတော့ပိတ်ကုန်ပါပြီလေကလည်းမရမိုးကြလာပါပြီအရေးပေါ်တကားလည်းဖွင့်ဝင်မပေးဘူးကိုတွေကအရေးပေါ်တကားနောက်မှာထိုင်နေတော့အရေးပေါ်တကားနာထိုင်နေသူတွေဘာလို့နေလဲဆိုပြီးတော့အတန်ထွက်လာသေးတယ်လေရင်ဝန်ထမ်းတွေကပြောသွားတယ်လို့သူကရှင်းပြထားပါတယ် runway မှာလေရင်ပိတ်မိနေတော့ကျိုင်းတုံဘက်ကိုသွားမယ်ခီးသည်တွေလည်းနှောင့်နှေးခဲ့သလိုခီးသည်များကိုတော့နောက်လေရင်တစည်းလာခေါ်မယ်လို့ပြောဆိုထားပြီးတော့လေရင်ခီးသည်နဲ့ဆက်ပြီးတော့မသွားကျင်သူများမန္တလေးကိုပြောင်းကျင်တဲ့သူတွေကို ကားစီစဉ်ပေးခဲ့တယ်လို့သိရကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့ရန်ကုန်တိုင်းလဲကူးမြို့ကိုဗဟုပြုပြီးတော့ပြည်အား3.8အဆင့်ရှိတဲ့ငလျင်လှုပ်ခတ်သွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမေလ6ရက်နေ့ည10:55မိနစ်အချိန်မှာရန်ကုန်တိုင်းလဲကူးမြို့နယ်ဇယက်ကွင်းအနီးမြေအောက်အနက်10ကီလိုမီတာကိုဗဟုပြုပြီးတော့ Richter scale 3.8အဆင့်နဲ့အင်အားအနေငယ်ရှိတဲ့မြေငလျင်တစ်ခုထပ်မံလှုပ်ခတ်သွားတယ်လို့သိရပါဗါတယ်။အဲ့ဒီနေရာအနီးမှာပဲမနေ့ကည9:40မိနစ်အချိန်မှာ ရစ်ချက်စကေနှစ်တက်သမကိုအဆက်ငလျင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို့သိရပါတယ်ကျွန်တော်တို့ကတော့အိမ်အောက်မှာပါငလျင်ကအရန်ကြီးတော့မကြမ်းဘူးဒါပေမဲ့တော်တော်လေးတော့တိတာတယ်တိတ်နဲ့လှုပ်တာအထက်မြင့်တွေကတော့ပို့ပြီးတော့တိတာတာဘောလို့ရန်ကုန်တိုင်းစမ်းကြောင်းမြို့နယ်မင်းလန်းမှာနေထိုင်သူပြည်သူတို့ကပြောပြထားပါတယ်မက်စလာ28ရက်နေ့ကသခိုင်းငလျင်ကြီးကြောင့်လူပေါင်း4000နီးပါးတင်ဆုံခဲ့ရတဲ့အတွက်မနေ့ကညကလှုပ်ခတ်ခဲ့တဲ့ငလျင်ကိုပြည်သူများဟာထိတ်လန့်စိုးရိမ်နေကြတယ်လို့ရန်ကုန်မြို့ကအများစုကပြောပြထားပါဗျ။ ရန်ကုန်မှာတိုက်တွေကပိုများတော့ငန်လင်ကိုကြောက်ကြတယ်တိုက်တွေကလည်းဖြစ်တယ်လို့စောက်ထားကြတာလေးလို့ရန်ကုန်တိုင်းအင်းစိန်မြို့နယ်မြို့ချစ်လမ်းမှာနေထိုင်သူပြည်သူတို့ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းအရောရှမ်းပြည်နယ်မြောက်ပိုင်းမှာကိုကက် MNDA ထံမှလက်နက်ချအညံ့ခံခဲ့တဲ့ဗိုလ်မှူးချုပ်အေးမင်းဦးဟာအရှိမြောက်တိုင်းစစ်ဌာနချုပ်တိုင်းမူယာဒူးနဲ့လာရှုံမြို့ကိုပြန်လည်ရောက်ရှိလာပြီးတော့လာရှုံစေယုံဖွင့်ပွဲအပအဝင်လာရှုံမြို့ပြန်လည်တိဆောက်ရဲကို ဥဆောင်ပြီးတော့လောက်ကိုင်းနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ9ရက်နေ့မှာလာရှိုးပြည်သူစေယုံကိုအရှိမတိုင်းစစ်ဌာနချုပ်တိုင်မူဘုံမူချုပ်အေမင်ဦးလာရောက်ဖွင့်လှစ်ခဲ့ပြီးတော့မြို့ကိုလည်းလက်ပတ်ကြည့်ရှုဆက်ဆေးခဲ့တယ်လို့သိရပါဗျာ။ ယနေ့လက်ရှိအချိန်ထိလာရှုံမျိုးမှာပဲတိုင်းမူဘုံမှုချုပ်အေမေဦးရှိနေစေဖြစ်တယ်လို့လာရှုံမျိုးကပြည်သူတချို့ကပြောပါတယ်မနေ့ကစေယုံဖွင့်ပွဲတိုင်းမူလာသွားတယ်ဒီနေ့အထိလည်းလာရှုံမှာပါပဲဒီမှာပဲရုံးထိုင်မယ်လို့ကြားထားတယ်လို့လာရှုံမျိုးကဒေသခံသတင်းရင်းမြစ်ကပြောပြထားပါတယ် MNDAA ကအေဘီလာနှောင်းပိုင်းမှာလာရှုံမျိုးပေါ်စက်နှစ်ရက်ွက်ကနေစုတ်ခွာသွားပြီတဲ့နောက်အရှိမြောက်တိုင်းတိုင်းမူဘုံမှုချုပ်အေမေဦးဟာလည်း ရာရှိုးကိုပြန်လဲရောက်ရှိလာခြင်းဖြစ်ပြီးတော့ CDM ဘူကြီးဇင်ယောကတော့ရာရှိုးမှာအရှိမတိုင်းစက်ဌာနချုပ်ပြန်လဲအခြေစိုက်ဖွင့်လှစ်မယ်လို့သိရှိထားရကြောင်းသတင်းပေးပို့ပြောဆိုထားပါတယ်။ရာရှိုးမှာပဲရမခတိုင်းစက်ဌာနချုပ်ပြန်ပြီးတော့အခြေစိုက်မယ် ်အစကမိုင်းရယ်နဲ့တိုင်ရဲမှာပဲထားမလားရွေးပေမဲ့ဘလို့ဖြစ်သွားလဲတော့မသိဘူးလာရှုံးမှာပဲရမခတိုင်းကိုစစ်ဌာနချုပ်ပြန်ဖွင့်မယ်လို့စီဒီအမ်ဘူကြီးစင်ရောကပြောပြထားပါဗါးလာရှုံးမြို့ကို2024ခုနှစ်ဩဂတ်လမှာ MNDAA ကတိုက်ခိုက်သိမ်းပိုက်ပြီးတော့တရုတ်ရဲ့ချောင်းဝင်စိတ်ဆက်မှုနဲ့အခုနှစ်ဧပြီလမှာပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်တယ်လို့သိရပါဗါးလက်ရှိမှာလာရှုံးမြို့ပြန်လည်တီထောင်ရေးဥဆောင်နေတဲ့တိုင်းမူဘုံမှုချုပ်အေမေဦးဟာမက်လာအတွင်းမှာ ိုင်းမှုအဖြစ်နဲ့ခန့်အပ်ခြင်းခံခဲ့ရတယ်လို့သိရပါဗျ။ဘုံမှုချုပ်အေမေဦးဟာ2024ခုနှစ်ဇန်နဝါရီလ4ရက်နေ့ MNDAA ကလောက်ကိုင်းဒေတာကွက်ကဲမှုစစ်ဌာနချုပ်ဓာကာဆကိုတိတ်ပိုက်ခဲ့တဲ့အချိန်ကအမတ်74စစ်စင်ရေးကွက်ကဲမှုဌာနချုပ်ကစစ်စင်ရေးကွက်ကဲရေးမှုအဖြစ်နဲ့တာဝန်ထမ်းဆောင်ခဲ့ပြီးတော့ဒေတာကွက်ကဲမှုစစ်ဌာနချုပ်လောက်ကိုင်းဒေတာကွက်ကဲရေးမှုဘုံမှုချုပ်မိုးကျော်သူကိုကန်ကိုပိုင်အုပ်ချုပ်ခွင့်ရဒေတာဦးစီးအဖွဲ့ခိတ္တဥက္ကဋ္ဌဘုံမှုချုပ်ထွန်းထွန်းမြင့် ်တမ55ဌာနချုပ်မှုဘုံမှုချုပ်ဇော်မျိုးဝင် အမတ်ဆက်နဲ့ဆက်စင်ရေးကိုကဲမှုဌာနချုပ်ဆက်စင်ရေးကိုကဲရေးမှုဘုံမှုချုပ်အောင်စော်လင်အမတ်ဆက်ဆောင်ဆက်စင်ရေးကိုကဲမှုဌာနချုပ်ဆက်စင်ရေးကိုကဲရေးမှုဘုံမှုချုပ်တော်စင်ဦးရုံနဲ့အတူ MNDAA ထံမှလက်နက်ချညံ့ခံခဲ့တယ်သူဖြစ်တယ်လို့သိရပါတယ်။လာရှုံမြို့အခြေဆိုင်အရှိမောက်တိုင်းစစ်ဌာနချုပ်ကို2024ခုနှစ်ဩဂတ်လအတွင်းမှာဆုံးရှုံးခဲ့ရပြီးတဲ့နောက်စစ်ကောင်စီကတန်ရမ်းမြို့ကိုအခြေဆိုင်တဲ့အရှိမောက်တိုင်းစစ်ဌာနချုပ်ကိုပြန်လည်ဖွဲ့စည်းခဲ့ပြီးတော့တိုင်းမှုအဖြစ်နဲ့ ဗိုလ်ချုပ်ညင့်ကျော်ထွန်းကိုခန့်အပ်ခဲ့တယ်လို့သိရပါဗျ။အခုနှစ်ဖေဖော်ဝါရီလ28ရက်နေ့မှာရမခတိုင်းမူဗိုလ်ချုပ်ညင့်ကျော်ထွန်းဟာကြားဖြတ်တရုတ်ငွေလိန်ခိုင်းများထံကနေပြီးတော့ငွေကျပ်သိန်းထောင်ချီလက်ယူမှုနဲ့စစ်ကောင်စီကယာရုကနေဖေရှားဖမ်းဆီးလိုက်ပြီးတဲ့နောက်ဗိုလ်မှူးချုပ်အေမင်ဦးကို ရမခတိုင်းမူတန်ရန်ရဲ့အသက်အဖြစ်နဲ့စစ်ကောင်စီကခန့်အပ်ခဲ့ခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းအရောဘကိုးတိုင်းအုပ်ဖို့မြို့နယ်မှာ PDF တပ်ဖွဲ့များကိုတတိရှင်လာခဲ့ကြအသက်ချင်းလဲပြက်မယ်လို့စိန်ခေါ်ထားတဲ့အုပ်ချုပ်ရေးမှူးလှအောင်ပြစ်ခတ်တိုက်ခိုက်ခံရပြီးတော့တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မေလ6ရက်နေ့မနက်6:45မိနစ်ခန့်မှာအုပ်ဖုံမြို့နယ်အနောက်ချမ်းမှာရှိတဲ့ထူးကုန်းရွာမှာနေထိုင်တဲ့ထူးကုန်းအုပ်စုအုပ်ချုပ်ရေးမှူးလှအောင်ဟာထူးကုန်းရွာနဲ့အုပ်ဖုံမြို့ကိုဆက်သွယ်ထားတဲ့လမ်းပိုင်းမှာစိုက်ကယ်စီးနေတဲ့အချိန်တာယာဝတီခရိုင်တရင်၃ဆက်၃ရက်နေ့တက်ခွဲလေးမြေအောက်ကြောက်ကြတက်ဖွဲ့အုပ်ဖုံကရဲဘော်များကတနက်နေ့ပြစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့သိရပါဗါး၎င်းတိုက်ခိုက်မှုအတွင်းမှာထူးကုန်းအုပ်စုအုပ်ချုပ်ရေးမှူးလှအောင်ဟာ ဥကောင်းတဲ့တယ်ကိုတနက်ကြီးစံတစ်ချက်ထိမှန်ပြီးတော့ပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်။လှောက်အောင်စီကနေပြီးတော့ဖုန်းတစ်လုံးနဲ့ငွေသားကျပ်တောင်းသိမ်းစီရရှိခဲ့တယ်လို့သိရပါတယ်။တိတ်ဆုံးသွားတဲ့အုပ်ချုပ်ရေးမှူးလှောက်အောင်ဟာပြည်သူများထံကနေပြီးတော့စစ်မှုထမ်းခြင်းဆိုပြီးတော့ငွေချင်းများချင်းချောက်ကောက်ခံခြင်းစစ်မှုထမ်းခြင်းမပေးတဲ့လူငယ်များကိုစစ်တပ်ကိုခေါ်ပြီးတော့အထင်အားတမပေါ်တာဆွဲဖမ်းဆီးခံခြင်းတော်လိုင်းတပ်ဖွဲ့များကိုတတ်သိရှိရင်လာခဲ့ကြ အသက်ချင်းလဲပြင်မယ်ဆိုပြီးတော့ဆဲဆိုစိန်ခေါ်ခြင်းပြည်သူများထံကနေပြီးတော့အကြောင်းမျိုးမျိုးပြပြီးတော့ချင်းချောင်းဝေးချင်းများတောင်းခံခြင်းများကိုလှုံ့ဆော်နေတဲ့အတွက်ကြောင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။စစ်မှုထမ်းခြင်းမပေးတဲ့လူငယ်တွေကိုစစ်ခွေးတွေခေါ်ပြီးတော့အုတ်ကြီးလာအောင်ကရွာထဲမှာဝင်ပြီးတော့ပေါ်တာဆွဲပါတယ်။သူ့ကြောင့်မို့လို့လူငယ်တွေမှာအိမ်မှာမနေရဲဘဲနဲ့ထွက်ပြေးနေရပါတယ်။သူကအုပ်စုထဲမှာပတ်စံပေးရင်လဲပေါ်တာဆွဲမပေးရင်လဲပေါ်တာဆွဲပါတယ်အဲ့ဒီလိုပေါ်တာဆွဲတာတွေဆက်မလုပ်ဖို့ဆက်လုပ်ရင် PDF တွေတတ်တာခံရလိမ့်မယ်လို့ရမီရဖတွေကဝိုင်းပြောတော့ တတိရှိရင်အဲ့ဒီ PDF တွေလာခဲ့ကြအသက်ချင်းလဲပြင်မယ်ဘယ် PDF ကိုမှဂယူမဆိုင်ဘူးစိန်ခေါ်ပါတယ်လို့တာယာဝတီ KI တိုက်ရင်၃၈၃၅နဲ့တက်ခွဲလေးမြင်းအောင်ကြောက်ကြတက်ဖွဲအုပ်ဖို့တက်ဖွဲအနေနဲ့ပြည်သူများနဲ့တော်လိုင်းတက်ဖွဲများကိုဒုက္ခပေးနေတဲ့အောက်ကျမဲ့စစ်ကောင်စီနဲ့စစ်ကောင်စီရဲ့ထောက်တိုင်များကိုအချိန်ဟုန်မြင့်ပြီးတော့တိုက်ခိုက်သွားမှာဖြစ်တဲ့အတော့ပြည်သူများအနေနဲ့၎င်းတို့အနေမှာသွာလာနေထိုင်ခြင်းမျိုးလုံးဝလုံးဝမပြုတ်လုပ်ကြရဲအတိပေးနှိုးဆော်ထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြံဖတ်စစ်ကောင်စီကမနေ့ကမေလ6ရက်နေ့မနက်ပိုင်းမှာအပြည့်ရကျင်းညာပြီးတဲ့နောက်မန္တလေးတိုင်းနထိုးကြီးမြို့နယ်မန်လယ်ရွာကိုလေကြောင်းကနေပြီးတော့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူနှအုပ်တင်ဆောင်ခဲ့ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မေလ6ရက်နေ့မွန်လွဲ2နာရီကျော်ကမှအချက်မဲ့စစ်တပ်ကနထိုးကြီးမြို့နယ်မန်လေရွာကိုလေကြောင်းကနေပြီးတော့ဗုံးကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အချက်မဲ့စစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုအတွင်းမှာပြည်သူ2ဦးသေဆုံးခဲ့ပြီးတော့5ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ကနဦးသိရပြီးတော့ကျေးရွာအတွင်းမှာပျက်စီးမှုအခြေအနေကိုတော့အတိပြုနိုင်ခြင်းမရှိသေးဘူးလို့သိရပါတယ်။မန်လေရွာကိုစစ်ခွေးတွေလေကြောင်းကနေပြီးတော့ဗုံးကျဲတိုက်ခိုက်သွားတာပြည်သူ2ဦးသေဆုံးပြီးတော့5ဦးထိခိုက်ဒဏ်ရာရတယ်လို့ကနဦးသိရပါတယ်။ တက်စီးမှုအခြေအနေကိုတော့ဆက်လက်ပြီးတော့စုံစမ်းနေပါတယ်လို့နထိုးကြီးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကတာဝန်ရှိသူတို့ကပြောပြထားပါတယ်။အချက်ပတ်စစ်ကောင်စီဟာမေလ6ရက်နေ့မနက်ပိုင်းမှာမေလ31ရက်နေ့အထိတတိယအကြိမ်အပြစ်ခတ်ရဲစဲကြောင်းကြီးညာချက်ထုတ်ပြန်ခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးအပြစ်ခတ်ရဲစဲကြောင်းကြီးညာပြီးတဲ့နောက်ပိုင်းမှာမြန်မာနိုင်ငံအနှံ့ပြားမှာရှိတဲ့အရဲသားပြည်သူများကိုလေကြောင်းတိုက်ခိုက်မှုများဇက်တိုက်လှုပ်ဆောင်မှုကြောင့်ပြည်သူပေါင်း286ဦးသေဆုံးပြီးတော့456ဦးဒဏ်ရာရရှိခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ အန်ယူဂျီရဲ့လူခွင့်ရေးဆိုင်ရာဝန်ကြီးဌာနကထုတ်ပြန်ထားကြောင်းသတင်းရရှိပါရခင်ဗျာနောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မကွေးတိုင်းမြိုင်မြို့နယ် ပေါ့ပင်ကန်းရွာဖုန်ကြီးကျောင်းကိုအချမ်းမဆက်တက်ကမိရှုဖျက်ဆီးခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ9ရက်နေ့မှာမြန်မြို့နယ်ပေါ့ပင်ကန်းတစ်ကြီးတော့နယ်လေးတန်းရွာကိုခြေကုပ်ယူတက်ဆွဲထားတဲ့စစ်ကောင်စီတပ်သားများကပေါ့ပင်ကန်းရွာဖုန်ကြီးကျောင်းကိုမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးမိရှုဖျက်ဆီးပြီးတဲ့နောက်စစ်တပ်စစ်ကြောင်းဟာအရှိမျောက်ဘက်ကိုလက်နက်ကြီးများဆက်ကလေးများနဲ့ပြစ်ခတ်ပြီးတော့ထွက်ခွာလာတဲ့အချိန်မှာတော်လိုင်းရဲဘော်များနဲ့ထိတွေ့ပြီးတော့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။အဲ့ဒီထိတွေ့တိုက်ပွဲအတွင်းမှာအချမ်းမဆက်တဲ့ဘက်ကထိခိုက်ဒေဆုံးမှုအရေးအတွက်ကိုတော့အတိ ီမပြုတ်နိုင်သေးပဲတော်လိုင်းရဲဘော်များကတော့အထီးကမရှိဘဲနဲ့ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့သိရပါဗျ။စစ်ခွေးတွေဘက်ကပခုတ်ကူကနေထွက်လာတော့အင်အား200လောက်နေပါ ညောင်ချစ်ပင်ဘက်မှာ100ဒီဘက်ကိုထွက်လာတော့150လောက်အထိပါလာပါတယ်ဒီကောင်လေးအင်အားကြံရင်တော့အင်အား120လောက်တော့ကြံ့မယ်ကျွန်တော်တို့ညနေကမြင်းနေသူတို့တက်လာတာကိုမြင်ပါတယ်ကျွန်တော်တို့ဘက်ကရဲဘော်တွေနဲ့ထိတွေ့တိုက်ပွဲဖြစ်သေးတယ်သူတို့ဘက်ကကောင်တာထောက်တယ်စစ်ခွေးတွေကစက်ကလေးကုတ်ပြီးတော့ဖြည်းဖြည်းချင်းတက်နေတဲ့ပုံစံမျိုးလိုခံမရတယ်လို့ AVP Revolution Force ကတာဝန်ရှိသူကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံကန်ချနာဘူရီ KI မှာခိုးဝင်လာတဲ့တရားမဝင်မြန်မာနိုင်ငံသား82ဦးကိုထိုင်းအာဏာပိုင်များကဖမ်းဆီးရရှိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မေလ6ရက်နေ့မနက်တနားအချိန်မှာဖျားတုံးစုဘက်ကနေပြီးတော့ထိုင်းနိုင်ငံကန်ချနာဘူရီဘက်ကိုတော်လန်အတိုင်းဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား82ဦးကို ဖန်စီရရှိခဲ့တယ်လို့သိရပါတယ်။အဲ့ဒီမြန်မာနိုင်ငံသားများဟာတရားဝင်အထောက်အထားတစုံတရာမပါရှိဘဲထိုင်းနိုင်ငံအတွင်းကိုတရားမဝင်ဝင်ရောက်ပြီးတော့အလွတ်လွတ်ရန်လာခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။ထိုင်းနိုင်ငံအတွင်းကိုခိုးဝင်လာတဲ့မြန်မာနိုင်ငံသား82ဦးဟာထိုင်းနိုင်ငံမှာအလွတ်လွတ်ရန်အတွက်တအူးကိုထိုင်းမှငွေ1000ခွဲကနေပြီးတော့2000ခွဲအထိပေးခဲ့ရတယ်လို့သိရပါတယ်။အဲ့ဒီမြန်မာအလို့သမားများဟာလာရောက်ပြီးတော့ခေါ်ယူမဲ့သူကိုစောင့်ဆိုင်းနေတဲ့အချိန်ဖမ်းဆီးခံရခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုး မြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အကြမ်းဖက်ဆက်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ